တကယ်တောက်လောင်တဲ့လူကခါကင်သွားတဲ့ချိန်မှာအရင်လိုမခုံနိုင်တော့ရင်တောင်မှတောက်လောင်တဲ့မိကအရှင်မရှိတော့ပဲဟာလေလုယာဒီနေ့ဒီမှာရှိတဲ့သူတွေအသက်ရွယ်တာကြီးသွားပါစေကျွန်တော်တို့အသက်ရွယ်တာအိုမင်းသွားပါစေကျွန်တော်တို့ရဲ့ first love ယေရှုရဲ့ဥစွာတော်ချစ်ခြင်းကိုမရွေးရော့ပါစေနဲ့ကျွန်တော်တို့ရဲ့တောက်လောင်စားရှိတော်မိကို အမြဲတမ်းမငြိမ်းပါစေနဲ့အာမင် keep the flame burning hallelujah နာမရှိပြောင်း မိတော့မငိမ့်စီပါနဲ့လို့ပြောရအောင်အာမင်မိအကြောင်းအနေငယ်ဆွေးနွေးရအောင်နော်နော်ဟေဘရုလူမျိုးတွေနဲ့ဟေဘဲလူတရုတ်လူပြီးတော့ယုံကြည်သူများကမိဆိုတာ ਨੇ symbolic နော် meaning သူရဲ့ symbol of divinity လို့ခေါ်တဲ့ဖခါနဲ့ဆိုင်သောယာဟူသူတို့ကမိလို့တင်စားတယ်တရုတ်တရုတ်ဘာသာစကားကျွမ်းကျင်တဲ့သူတွေလေ့လာပါအဲ့ဒီမိဆိုတာရဲ့ဟာကိုဆွဲတဲ့အခါမှာရေးတဲ့အခါမှာနော်သူရဲ့အတိတ်ဘယ်ကို ဖက်ပြီးတော့ဖွဲ့နှဲ့ပြီးတော့လေ့လာမယ်ဆိုရင်ဖះရနဲ့ဆိုင်သောအရာလို့သူတို့ကသတ်မှတ်တယ်ဟုတ်လားမသိဘူးတရားစကားကျွမ်းတဲ့လူများရှိလားလက်တော်ပဲပေါ့โอเคကျွန်တော်တော့မကျွမ်းဘူးကျွန်တော်လေ့လာတာပဲရှိတယ်ဟုတ်ပြီဂျေစုတင်တယ်ဒါကျွန်တော်လည်းဒါ research လုပ်တဲ့ခါမှာအဲ့လိုတွေ့ပါတယ်ပြီးတော့ hebrew လို့ရောနောက်ယုံကြည်သူတိုင်းကမီးဆိုတာ ਨੇ ဝိညာဉ်မီးဖះအရာ ကောင်းကင်အရာဖះနဲ့ဆိုင်သောအရာလို့ကျွန်တော်တို့ကချက်ချင်းနားလည်ပါတယ်အာမင်ချက်ကြည့်အောင် christianity ယုံကြည်သူများထဲမှာခရစ်ယာန်ထဲမှာဆိုရင် fire can also be symbolic of religious zeal and the martyrdom မတူရဝိညာဉ်နဲ့ပြီးတော့ zeal လို့ခေါ်တဲ့တောက်လောင်မှုအဲ့ဒါကိုလည်းခရစ်ယာန်တွေကမီးလို့ခေါ်တယ်အာမင်ပြီးမှရှိလို့ပြောအောင်သင်တောက်လောင်သေးရဲ့လားမီးမှန်ရင်ဖုံးကွယ်လို့မရအောင်နော်ဟာလေလုယာမီးလောင်ပြီဆိုလို့ရှိရင်ပူပြင်းတဲ့ခံစားမှုတွေအရှိန်တွေရလာတယ်အာမင် မီးတဲ့ကိုဖြတ်သွားတဲ့ခါမှလည်းမလောင်ကျွမ်းဘူးရေမှလည်းမနှိမ်မွေးရဘူးဆိုတဲ့ကျမ်းစာစကားရှိသလိုရှာဒရက်မေရှက်အဘေနဂေါတို့ကတော့တဘာဝလွန်အပြင်ဖခင်ကမီးကသူတို့ကိုမလောင်မြိုက်ဘူးမီးကသူတို့ကိုမလောင်ကျွမ်းစေဘူးမောရှိလည်းလောင်ကျွမ်းနေသောခြုံပုတ်ကမကျွမ်းသွားဘူးအဲ့ဒါတွေကဖခင်ပြုလုပ်လို့တာဖြစ်တယ်မီးဆိုတဲ့သဘောတရားကလောင်ကျွမ်းတဲ့သဘောတရားဖြစ်တယ်ဟာလေလုယာဖခင်ကလောင်တော်မူဖြစ်တယ်ဟာလေလုယာဒါကြောင့်မီးဆိုတာကိုတဲ့ယုံကြည်သူများကဒါကျွန်တော်ရဲ့တောက်လောင်မှုပြင်းပြသောဆန္ဒအာမင် HIC ဘယ်ကိုပဲရောက်ရောက်လိုက်လာတဲ့ဖွဲ့တွေဘုရားရှင်ကောင်းချီးပေးပါစေ။နေရာပြောင်းပေမဲ့စိတ်ဝိညာဉ်မပြောင်းပဲ hallelujah အမြဲတမ်းစ조사ပြီးလာတော့တင်းသားတွေကိုကိုလိုက်ဂုံပြူအောင်အတင်းတော်တစ်ခုလုံးတွေချေးဆုတော့ချီးမွှမ်းရအောင် amen HIC တမိုင်းကိုပြန်ကြည့်မယ်ဆိုရင် ကျွန်တော်တို့ရဲ့ဒီငားရင်ထားတဲ့အိမ်ဘူကီဘတ်တော့ကတိုက်ခန်းလေး HDB ရဲ့အေကန်လေးကနေစခဲ့တယ်။အေကန်လေးလမ်းဘေးမှာပန်းချန်လေးမှာစတယ်။နောက်ပြီးတော့ကျွန်တော်တို့ hotel ballroom တွေစပြီးတော့ ballroom ငားလာတယ်။တိုက်စိမ်းမှာရှိတဲ့ MRT တောင်မရှိသေးဘူး။တိုက်စိမ်းကမှတည်းဆိုတာမပေါ်သေးဘူးအဲဒီတော့ကအဲဒီမှာကျွန်တော်တို့ little road လေးမှာ နံပါတ်9 little road 6လွာမှာကျွန်တော်တို့သွားပြီးတော့ရှိကိုကြတယ်အဲ့ကနေမြို့ရဲကိုသွားမယ်ယုံကြည်ခြင်းနဲ့ကျွန်တော်စပြီးတော့မှမြို့ရဲကိုလိုက်ရှာတယ်နော်မိခွက်ထွန်းပြီးလိုက်ရှာတယ်လို့ပဲနော်ပျောက်သွားတဲ့ຢာတစ်ခုလိုက်ရှာတယ်မဟုတ်ပဲမရှိတဲ့ຢာကိုလိုက်ရှာတာတကယ်တကယ်ကတော့ကို့မှာရပိုင်ခွင့်လည်းမဟုတ်ဒါပေမဲ့ဖခင်ယေရှုတော်ကြောင့် Lee Kwan New သုံးခဲ့တဲ့ Parliament House အဟောင်းကိုတို့ကနော် Art House ဆိုပြီးပြောင်းလိုက်ပြီးတော့ Parliament House အစ်စ်သုံးသွားတဲ့ခါမှာအဲ့ဒီနေရာကိုတို့ကဒီအမှုပညာတွေလုပ်ဖို့ရန်အတွက် performance တွေလုပ်ဖို့ဖြစ်လာတဲ့ခါမှာကျွန်တော်ကကျွန်တော်တို့လည်းအမှုပညာ ညာပဲလို့ hallelujah religious group ဖြစ်တယ်ဒါပေမဲ့ကျွန်တော်တို့ကများသောဖြင့်တခြင်းဆိုတယ်အဲ့တော့ကျွန်တော်တို့ခွင့်ပေးပါဆိုတော့တနစ်ခွဲအဲ့ဒီ parliament house မှာကျွန်တော်တို့က home cell လဲလုပ်တယ် english service လဲလုပ်တယ်မြန်မာလိုလဲလုပ်တယ်အကြီးအကျယ်ကျွန်တော်တို့တင်ပိုက်ခဲ့တာ hallelujah လက်ခုပ်တည်းပြချီးမွမ်းရအောင် amen တောင်းနိုင်၎င်းမြို့နိုင်၎င်းပါလီမန်မှာလည်းကောင်းကြီးခံစားရတယ်။အိုးအင်ဒက်ရှယ်မှာလည်းကောင်းကြီးခံစားရတယ်။အာမင်။လမ်းမေးမှာလည်းကောင်းကြီးခံစားရတယ်။ဘာလို့လဲ။ဘုရားခင်ကသူ့အခွင့်ရှိရေးသူ့နာမကိုတမုတ်ပြီးကိုးကွယ်ရခတ်တဲ့သူကိုယ်တိုင်ကြွလာတယ်။မကြခင်မှာဒီထက်ကျယ်ဝန်းသောနေရာဘုရားခင်ကပို့ဆောင်တဲ့အခါမှာလည်းနေရာကောင်းလို့လာတာမဟုတ်ဘယ်နေရာရောက်ရောက်ကိုလာတော့သူဖြစ်ဖို့ဘုရားရှင်ကောင်းကြီးပေးပါစေ။အာမင်။အီဂျစ်လူမျိုးတွေကတဲ့မီးဆိုတဲ့အရာကိုသူတို့က sense of superiority and control ။ဥပမာဖာရောဘီရဲ့ empire သူတို့ရဲ့နန်းတော်ထဲမှာဆိုရင်အခုလိုလက်စစ် င်းမရှိသေးပေမဲ့မီးက24နာရီထွန်းလင်းထားရတယ်။မီးတိုင်တွေအများတန်းတောက်နေရတယ်။မီးတွေထိန်လင်းနေရတယ်။မီးဆိုတာသူတို့ကတကိုးမီးဆိုတာသူက superior ဖြစ်တယ်။တော့တကယ်ကို အာနာရှိတယ်လို့သူတို့ယူဆတယ်။အဲဒါကြောင့်ကျွန်တော်တို့ Sentosa မှာ Universal Studio သွားရဆိုရင်အဲ့မှာ Egypt ရုပ်တုကြီးတွေထိုးထားရင်မီးတိုင်ကြီးတွေထမ်းထားတာ။အရင်ကတည်းကသူတို့အဲ့လိုသူတို့ခမ်းမထဲမှာအခုလိုမျိုးဒီမှာ speaker နေရာတွေမှာမီးတိုင်တွေရှိလိမ့်မယ်။ခမ်းမကြီးကိုထွန်းလင်းထားတာ။ဘာလို့ဆိုတော့လင်းလေသူတို့ကတကိုးကြီးလေလို့သူတို့ကယုံကြည်တာ။ Egypt လိုမျိုးတွေက။အဲ့တော့ many culture ထုံနှန်းစင်လာမြောက်များစွာကတော့တဲ့မိကို symbol of wisdom and knowledge လို့လည်းတို့ကသမုတ်ထားတယ်။ဥပမာကျွန်တော်တို့ emoji မှာဆိုရှင် အလင်းရဆိုတွင်းဆိုဒီမှာမီးလင်းသွားတယ်နော်။ဟောဆိုတော့တခါလေကျွန်တော်တို့ဟာဝတားတို့တို့ချက်ချင်းနဲ့အလင်းပြပါအောင်နော်။ဟာဆိုတော့အလင်းဆိုတာကတခုခုအတွဲ wisdom လို့လည်းအမည်ရတယ်။ကဲဟုတ်ပြီ။ဒီနေ့ရှေရှေဝေးဝေးမပြောတော့ဘူး။ဒီနေ့ဟာတင့်ကိုဘုရားခင်က wisdom knowledge တကူ hallelujah ချပေးတာ။ဘာကြောင့်လဲကျွန်တော်တို့အလင်းရဲ့သားများဖြစ်လို့ဖြစ်တယ်။လက်ခုပ်တည်းဖျောက်ချီးမွမ်းရအောင်။ amen ။ လူကာခန်းကြီးရှင်ငယ်16ခန်း28မှာစီမီထွန်းပြီးလျင်အိုးမောက်၍ဖုံးထားလေမရှိကဒင်အောက်၌လည်းထားလေမရှိဝင်တော်သူသည်အလင်းကိုမြင်စေခြင်းကစီမီခုံပေါ်မှာတင်ထားလေရှိ၏စီမီခုံနော်စီမီခွက်မြင်မှုကြလားမသိနော်โอเคဆိုတော့အဲ့ဒီစီမီခွက်ကိုဖျောင်းတိုင်ကိုစီမီခွက်ကိုကဒင်အောက်မှာဖွက်မထားဘူးဖွက်ထားဘူးလားမသိနော်ထားဘူးဘွယ်မရရင်နေပါစေဆယ်တန်းမအောင်ရင်နေပါစေအဲ့လောက်တော့ကျွန်တော်သိတယ်ဘာလို့ဆိုတော့မီးလောင်သွားမှာ မီးဆိုတာဖွက်ထားလို့ရတဲ့ကိစ္စမဟုတ်ဘူး။မှန်ပါတယ်အဲ့ဒီမီးကိုအောက်ဆီဂျင်မရှိတော့ဘဲနော်လုံးဝ vacuum ဖြစ်သွားပြီးတော့မှအုပ်ထက်လိုက်ရင်တော့ငြိမ့်ငြိမ့်သွားမှာပေါ့။ဆိုတော့မီးကိုငြိမ့်စေဖို့အတွက်စာတန်းကတော့စူးစမ်းလိုက်မယ်။ဒါပေမဲ့သင်ကတောက်နေသောမီးမှန်ရင်တော့ဖုံးလို့မရဘူး။ hallelujah တောက်နေသောမီးမှန်ရင်ဖုံးကွယ်လို့မရဘူး။ amen ။ဒီနေ့ဖခင်ရဲ့ဝိညာဉ်မီးကျွန်တော်တို့ဘုံမှာတည့်ရောက်တယ်။ပင်တကုတ်တွေနေ့မှာ120သောသူတွေရဲ့အသက်တာမှာသူတို့ရဲ့ဦးခေါင်းမှာမီးရှာတွေထင်ရှားတယ် hallelujah ။အရင်ကျွန်တော်ရမ်းစိတ်လို့ရှားတယ်။အခုခေတ်လို့ media kit ဆိုရင်သူတို့သူတို့ရဲ့ page မှာ နော်အပေါ်ဆယ်လီရဲ့ page မှာတမန်တော်ရဲ့ page မှာကျွန်တော်သွားကြည့်ချင်တာရှင်ပေတုရဲ့ page ကိုလိုက်ချင်တာကျွန်တော်ကဘာလို့လဲဆိုတော့တို့အဲ့ဒီတုန်းကနီးရှာတယ်ဘယ်လိုထင်ရှားသလဲဒီနေ့တင်းရဲ့ social media ကတင်းရဲ့ခံစားချက်တွေဖွင့်ပြဖို့နော်တချို့ကတော့ဒါငါ right ပဲလို့ထင်ဒါပေမဲ့ကျွန်တော်တို့ရဲ့တမိုင်းကိုကျွန်တော်တို့ရေးနေတာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့မီးတောက်ချင်းကျွန်တော်ရဲ့ဖျားကိုချစ်ချင်းတွေကိုလူတွေဖတ်နိုင်သောစာများဖြစ်ဖို့ပြရှင်ကောင်းကြီးပေးပါစေ အာမင်စိတ်ကြွယ်ရရဲ့၌ရှိသည်များတို့သည်ထင်ရှားလိမ့်မည်ဝက်သားလျက်ရှိသည်များတို့သည်လည်းထင်ရှားစွာပွင့်လင်းလိမ့်မည်ဒါကြောင့်စီမီးခွက်ကိုတောင်းစလားအောက်မှလည်းမထားဘူးကတင်းအောက်မှလည်းမထားဘူးစပွဲအောက်မှလည်းမထားဘူးအိုးမောက်ပြီးတော့လည်းဖုံးထားလိမ့်မရှိဘူးဒါကြောင့် တင်တို့သည်အဘယ်သို့ကြားနာရသည်ကိုတတိပြုကြလော အကြောင်းမူကားအကျဉ်သူတို့ရတတ်၏ထိုသူအားဘေးဩမိအကျဉ်သူသည်စင်ရည်၏ထိုသူ၌ဥစ္စာရှိဟန်ဆောင်သမျှကိုပင်နှုတ်လိမ့်မည်ဟုမိန့်တော်မူ၏တင်ဟာပေးကမ်းတတ်တော်သူဖြစ်တဲ့ဆိုရင်စိုက်စရာမျိုးစေ့ကို၎င်းအစာဟာရကောင်ပေါများစွာပေးတော်မူသောဘုရားကသင်ရဲ့ဖြောင့်မတ်ခြင်းကိုကျွယ်ဝစေတော်မူမှာဖြစ်တယ်အာမင်ဒါကြောင့်ကျွန်တော်တို့တောက်လောင်တော်သူများဖြစ်ဖို့ဘုရားခင်ကောင်းကြီးပေးပါစေ ကဲဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့မီးနဲ့စစ်ဆေးတယ်ဆိုတဲ့အခါမှာဥမာကျွန်တော်တို့ဒေါ်လာစစ်မစစ်စန်တဲ့အခါမှာလဲသူတို့ရဲ့မီးရောင်ကြီးတစ်မျိုးနဲ့အဲ့ထဲကိုထည့်လိုက်တဲ့အခါမှာအတူလားစစ်လားဆိုတာစစ်ဆေးတယ်တနည်းအားဖြင့်မီးတောက်မဟုတ်ပေမဲ့လေဆာပေါ့ light အဲ့ဒီຢာကလည်းကျွန်တော်တို့ကိုအများကြီးစစ်ဆေးပြီးတော့မှနော် CT scan နားရောရှင် X-ray နော်စတဲ့စစ်ဆေးတဲ့အရာစစ်ကြောတဲ့အရာတွေအားလုံးကိုကျွန်တော်တို့မီးနဲ့စစ်ကြောတဲ့ကဲ့သို့ကျွန်တော်တို့တင်စားလို့ရတယ် ျွန်တော်တို့ရှေးကာလတုန်းကတခခုပျောက်တဲ့ခါမှာသူတို့သမီးကသူ့ရဲ့ဒင်းကားပျောက်သွားတဲ့ခါမှာမိခွက်ထွန်းပြီးတော့သူကရှာတယ်။ကြောင်ကြိုးကြောင်ကြားတွေရှာတယ်။ဆိုတော့တခခုရှာတဲ့ခါတိုင်းမှာမိကလိုအပ်တယ်။ဒီနေ့ကျွန်တော်တို့ကဖះရှိကိုတွားပြီးတော့မှမိနဲ့စစ်စစ်မခံကျင်ပဲဖះရှိမှာကျွန်တော်တို့ရက်တွေ့မရဘူး။ဖះခင်ကမိနဲ့စစ်စစ်တဲ့ခါမှာတချို့တွေကကျွန်တော်တို့ကောက်ရိုးနဲ့တိဆောက်ထားတဲ့ခါမှာလောင်ကျွမ်းသွားတယ်။တစ်သားနဲ့တိဆောက်တဲ့ခါမှာလောင်ကျွမ်းသွားတယ်။ကဲဟုတ်ပြီဒီနေ့နောက်ဆုံးသောကာလမှာကျွန်တော်တို့ရားတက်သောနာအရာပြေဖို့အတွက် ်တရားဒေသနာတွေရောက်လာမယ်လို့ရှင်ပေါ်လူကပြောတယ်ကျွန်တော်ပြောတာမဟုတ်ပါရှင်ပေါ်လူကရှေးမစွာကလေးသတိပေးထားတယ်မင်းတို့တွေဒါနာကြီးဆန်းဆန်းပုံပြင်ဆန်းဆန်းဟောတဲ့သူတွေလာလိမ့်မယ်သူတို့တွေရဲ့စကားကိုနားယောင်ပြီးတော့အနာအယားပြေပဲဟီးဟာပဲပြီးတော့ခွန်အားရလားတိဆောက်စရာရှိလားဘာမှမကြံခဲ့ဘူးရည်စရာမောစရာပဲကြံခဲ့တယ်ဒီနေ့ဟာတလီနဲ့နှောပြီးတော့မှဟောတဲ့ဆရာတွေရဲ့ strategy ကိုကျွန်တော်လေးစားပါတယ်။ဒါပေမဲ့တမာတရားစစ်ဖြစ်ဖို့တော့ရည်ကြီးတယ် ကျွန်တော်တို့ဟောနေတဲ့တရားကိုပံ့ပိုးဖို့ပဲဖြစ်ရမယ်ကျွန်တော်တို့ကဟာတဆရာဖြစ်ဖို့မဟုတ်ဟာလေလုယာကျွန်တော်တို့ဟောတဲ့တရားကိုပေါ်လွင်အောင်ပြောတာပဲဖြစ်ရမယ်အာမင်ဒီနေ့မှာတခါလေးမှကျွန်တော်တို့ဖခင်ရဲ့အမှုတော်ထမ်းဆောင်နေရင်းနဲ့ပဲမိနဲ့အစ်စစ်တဲ့ခါမှာဘာမှမကြံခဲ့တဲ့နေရာရှိလိမ့်မယ်ဆရာကြီးတပါးကသူ့ဇနီးတန်နဲ့တင်တန်းတစ်ခုသွားတယ်အလူငွေလာကောက်တယ်ဒေါ်လာတရားထည့်လိုက်တယ် ကားပေါ်မှာပြန်ရတော့သူမိမပြောဟေးဒီနေ့ငါလူငွေ100ထည့်လိုက်တယ်ဟာကောင်းတာပေါ့လူငွေဒေါ်လာ100အဲ့ဒီခေတုံးကလွန်ခဲ့တဲ့နှစ်ပေါင်း40လောက်တော့ဆိုတော့ဒေါ်လာ100ဆိုအခုတော့မပေါ်သေးဘူးပေါ့အဲဆရာမကြီးကလည်းပြောတယ်ဟာကောင်းတယ်များများပြေးတာကောင်းတယ်ဆိုတော့တကယ်တကယ်ငါဒေါ်လာ20ရှာတာတဲ့ဒါပေမဲ့20ထွက်မလာဘူးရှာလို့မရတဲ့100ထည့်လိုက်တယ်အဲ့နဲ့သူမိမဟာနှမျောစရာကြီးပြဟာဖះကိုပေးတာဘာလို့နှမျောအောင်မလဲသူယောက်ျားအဲ့မှာသူအခြေတင်ပြောကြတယ်သူဇနီးတဲ့ကဖះရဲ့စီးရင်ထဲမှာနေရရောဆိုတာပေးတယ်20ပဲဝင်သွား80ကငါ့ကိုပေးငါအင်ကြီးဝယ်ဝေးလိုက်မှာတဲ့ ော့ပြောချင်တာကကျွန်တော်တို့စိတ်ထဲမှာစေတနာမပါပဲပေးလိုက်တာကမီးနဲ့စစ်တဲ့ခါမှာအဲ့ဒါကဖះအကောင့်တွေပါမလာဘူးတဲ့သူကအရန် extreme ဖြစ်မသွားစေချင်ဘူး detail အရန် detail ကြပြီးတော့မှအဲ့တိုင်းကြီးလိုက်လို့ရမှာမဆိုလို့ဒါပေမဲ့ကျွန်တော်တို့ကဖះစီလာတဲ့ခါမှာလက်ကြီးတက်တက်မလာပဲပြင်ဆင်ထားပြီးသားဖြစ်ရမှာ hallelujah အ ਨੇ ဆုံးတော့စိတ်နှလုံးသားထဲမှာဆုံးဖြတ်ပြီးတော့ရဲ့ရောစွာပါဝင်ဖို့ဖြစ်တယ် amen အဲ့ဒီစာလေးကိုကျွန်တော်ဖတ်တဲ့ခါမှာအော်ဟုတ်သားပဲကျွန်တော်တို့လည်းဒီခါလေးမှာရှိရင်ပေးတယ်မရှိမပေးဘူး မြမစကရှိလို့လူတယ်နော်ရှိလို့လူတာမဟုတ်ကျွန်တော်တို့ကဆုံးဖြတ်ပြီးတော့လူမယ်ဆိုရင်ရစ်ကောင်ကတကားဝမှာရှိတယ်ဟာလေလုယာကျွန်တော်တို့ဘုရားကတောင်ထိတ်မှာတိုးကိုပေးထားတဲ့ဘုရားဖြစ်တယ်သင်ကသာစေတနာရှိတယ်ဆိုရင်ဘုရားကပေးเสียရစ်ကောင်ကို तू ကပြင်ဆင်ပေးဦးမှာဖြစ်ပါတယ်အာမင်ဒါကြောင့်လုံသမျှအားလုံးကိုတချိန်မှာမီးနဲ့စစ်ဆေးမယ်တိကောခန်းကြီးတော့ငယ်30မှာကျေးဇူးတော်ခံရသည့်နဲ့အညီလိမ္မာတော်ဘိတုကာကဲ့သို့အတိုက်ညစ်ကိုချတယ်ဖောင်ဒေးရှင်းချထားတယ်အခြားသောသူကထပ်ဆင့်ပြီးတိဆောက်တယ် တို့ရာတွင်အဘယ်တို့ထက်ဆင်း၍တိဆောက်သူကိုလူတိုင်းတတိပြုကြစေ။နော်တိကောခန်းကြီးတုံးငယ်၁၁ကိုကြည့်မယ်ဆိုရင်အကြောင်းမူကားယေရှုခရစ်တည်းဟူသောချလျက်ရှိသောတိုက်မြင့်မှတပါအခြားသောတိုက်မြင့်ကိုအဘယ်သူမှမချနိုင်။ထိုတိုက်မြင့်အပေါ်၌ရွှေငွေကြောက်ကောင်းတစ်တာ မျက်ပင်ကောက်ရိုးများကိုတက်ဆင်၍တိဆောက်တော်သူရှိသမျှနော်ဒီမှာကြည့်မယ်ဆိုရင်ရွှေနဲ့ဆောက်တဲ့ဖွဲ့တွေရှိတယ်ငွေနဲ့ဆောက်တဲ့ဖွဲ့ရှိတယ်ကြောက်ကောင်းနဲ့ဆောက်တယ်တစ်သားမျက်ပင်ကောက်ရိုးဘုရားရဲ့နိုင်ငံတော်ကိုတိဆောက်တဲ့အခါမှာကိုယ်ဆောက်ခြင်းတလို့ဆောက်တတ်ကြတယ်ကျွန်တော်တို့ကအိမ်တော်ကိုဆောက်ဖို့ရန်အတွက်ကျွန်တော်တို့ငါတစ်ဖက်တစ်လမ်းလှုပ်နေတဲ့လောက်လှုပ်မယ်ဆိုပြီးကျွန်တော်လှုပ်တယ်ဒါပေမဲ့မီးနဲ့စစ်တဲ့ချိန်မှာကြောက်ကောင်းငွေရွှေတွေကတော့ကြံခဲ့ပြီးတော့တစ်သားမျက်ပင်ကောက်ရိုးတွေကတော့အလောင်ကျွမ်းသွားမှဖြစ်ပါတယ် ။နောက်မှရှိရပြောင်းဖရားရဲ့အိမ်တော်ရှောက်တဲ့ခါမှာမလောင်ကျွမ်းစေနဲ့လို့ပြောရအောင်နော်။လောင်ကျွမ်းတက်တဲ့ယာယီအရာတွေ၊ကောက်ရိုးတွေ၊နော်မျက်ပင်တွေ၊တစ်သားတွေနဲ့မတီးဆောက်ဖို့အရေးကြီးပါတယ်။အာမင်။ကျွန်တော် LIC မှာဆိုကျွန်တော်တင်ပေးတယ်။တမျိုးတရွာကို6လနဲ့အထက်သွားပြီးတော့ကျောင်းတက်မှဖြစ်စေ၊အမြဲတမ်းအတွက်နေထိုင်ဖို့ဖြစ်စေ၊အလုပ်ကံဖြစ်စေအဲ့ဒီမှာအသက်ရှင်နေတဲ့တင်းတော်တဘာကိုဒေသနာတင်းတော်ရှာပြီးတော့တက်ရောက်ပါ။ ရွေးတဲ့ခါမှာเนาะကျွန်တော်တို့ဖះကိုဆူတောင်းပြီးတော့ရွေးရမယ်ကိုယ့်ရဲ့ဝิญဉ်ကိုတိဆောက်တော့နေရာဖြစ်ဖို့ရေးကြည့်တယ်အမျိုးတွေတီထောင်သားတို့မဟုတ်ရအောင်ငါတို့ရက်ရွာအတွက်ဆိုတာမျိုးရက်ရွာအတွက်တီထောင်တဲ့ရက်ရွာအဖွဲတော့အတတ်တတ်ပေါ့ဗျာဒါပေမဲ့ဖះเจ้าနဲ့ကျွန်တော်တို့ဒေသနာတင်းတော်ရှာတဲ့ခါမှာတော့ဖះရဲ့အသက်ရှင်တော်နှုတ်ကပတ်တော်ရတော်နေရာဟာလေလုယဖះခင်ကြီးမျက်မှောက်တော်ရှိတော်နေရာကျွန်တော်တို့ရှာဖို့ရန်အတွက်ဖြစ်တယ်အာမင် အဲ့တော့ကောင်းနိုးရာရာကျွန်တော်တို့လှုပ်တဲ့ရာမှာတစ်သားဖြစ်သွားတယ်မျက်ပင်ဖြစ်သွားတယ်ကောက်ရိုးဖြစ်သွားတယ်တနေ့မှာတော့လောင်ကျွမ်းသွားမှာဖြစ်တယ်ဟုတ်ပြီအဲ့ဒီတိုက်မြစ်ပေါ်မှာထက်ဆင်း၍တိဆောက်တော့အချင်းသူကြီးအလုပ်ဒီမြဲဤမီးနဲ့စစ်ဆေးတဲ့ခါမှာမြဲတယ်ဆိုရင်တဲ့အကျိုးကိုခံရမယ်အချင်းသူကြီးအလုပ်ဒီလောင်ကျွမ်းတယ်ကျွမ်းလောင်တယ်အချုံးခံရမယ်တို့တော်လဲမီးနဲ့လွတ်တဲ့ကဲ့သို့သူဒီကဲတင်ခြင်းတို့ရောက်လိမ့်မည်ယေရှုကိုတက်တဲ့ခင်ကြီးလက်ခံနေဆိုရင်တော့ငရေကနေလွတ်မယ်ဒါပေမဲ့နေ့စဉ်အသက်တာမှာတော့ကျွန်တော်တို့အပေါ်ယံတက်ရှင်တဲ့အပြင်ပိုင်းနဲ့ လူတွေကြည့်လို့ကောင်းကိုကိုွယ်တော်သူများများတို့ဒီဝတ်စားတွေလည်းရေးကြည့်ပါတယ်နော်ဘလို့ပုံစံ performance လုပ်တာလည်းရေးကြည့်ပါတယ် presentable ဖြစ်ဖို့လည်းရေးကြည့်ပါတယ်ဒါပေမဲ့အရေးကြီးဆုံးကတော့ဖခင်ခင်ကိုကိုကိုွယ်ပြီဆိုရင်တော့နာဝဉဉနဲ့တစ္ဆာနဲ့ကိုကိုွယ်မှာဖြစ်တာလည်းလို့ရအဲ့ဒီအပိုမဆလာတွေနှမ်းနေဖြူထားတဲ့ຢာတွေကတနေ့လောင်ကျွမ်းသွားနိုင်တယ်ဒါကြောင့်ကျွန်တော်တို့ဦးစားပေးမှန်ကန်ဖို့ရေးကြည့်ပါတယ်အတွင်းလူကိုတိဆောက်တော်တင်းတော်ဖြစ်ဖို့ဖျာရှင်ကောင်းချီးပေးပါစေလက်ခုပ်တီးလည်းနှုတ်ခွတ်တော်တီးပြပါအာမင် ယောမခန်းကြီးရှောက်ငယ်73ကနေ14မှာဆိုရင်တင်တို့ဤကိုအင်္ကာများကိုဒူးစီရိုက်လက်နဲ့ဖြစ်စေ၍အပြစ်တရားအားမဆက်ကြနဲ့။တေခြင်းမှထားမြောက်၍အသက်ရှင်တော်သူကဲ့သို့ဘုရားခင်အားကိုကိုကိုဆက်ကြလော။အာမင်။ဆိုဒီနေရာမှာကြည့်မယ်ဆိုရင်ကျွန်တော်ရဲ့ကိုခန္ဓာကဒူးစီရိုက်လက်နဲ့ဖြစ်စေတယ်ဆိုရင်တော့အပြစ်တရားကိုပဲဆက်ဆံတယ်။ဒါကြောင့်ကျွန်တော်တို့ကဆုံးဖြတ်ရမှာဖြစ်တယ်ဘီရှော့ကတ်တစ်ကပြောသလိုကျွန်တော်ရဲ့ခန္ဓာကိုယ်ကတဲ့ကျွန်တော်အတွင်းလူရဲ့ vehicle ပဲဖြစ်ရမယ်တဲ့ ကားဖြစ်ရမယ်ကျွန်တော်ရဲ့ယင်မဖြစ်ရမယ်ကျွန်တော်ဖះเจ้าသွားခြင်းတယ်ဆိုရင်အထဲကလူကဖះเจ้าသွားခြင်းတယ်အပြင်ကလူကနားခြင်းတယ်အထဲကလူကမနဲ့အာယုံဆူတောင်းသွားခြင်းတယ်အပြင်ကလူဇာတိကတော့အိတ်ခြင်းတယ်ဆိုတော့ကျွန်တော်တို့ကအတွင်းလူကကိုယ်ခန္ဓာကိုထိမ့်ချုပ်ရမှာဖြစ်တယ်ဟာလေလုယာမောင်းနေရမှာဖြစ်တယ်အာမင်ဆိုတော့ကျွန်တော်ရဲ့အင်္ဂါဆက်ဖတ်မယ်ယောမခန်းကြီး6:14မှာကိုအင်္ဂါများကိုတူစီရဲ့လက်နဲ့ ပြောကြည့်ပါဦး 2CI လက်နဲ့ 2CI မဟုတ်နော် 2CI နော်စကားမပြီးတဲ့ဖွဲ့အဲ့မှာပြဿနာတက်ပဲနော် 2CI 2CI နော်ဆိုတော့ဒီနေ့ကျွန်တော်တို့က 2CI ဖက်ကိုရောက်မသွားပဲ 2CI hallelujah ဘုရားခင်ရဲ့အကျိုးဘုရားရဲ့ဘုန်းတော်ထင်ရှားတော်သူဖြစ်ဖို့သင်ဟာတစားပလာဖြစ်ရွေးကောက်ထားတာဖြစ်တယ် hallelujah amen lucifer ကသူ့ရဲ့ skill သူ့ရဲ့စွမ်းတတ္တိတွေကိုသူအတ္တနဲ့သူ့ကိုသူကြီးမွားဖို့သူ့ကိုသူမာနကြီးဖို့ဖြစ်လာတဲ့အခါပြုတ်ကျသွားတယ်ဖျားခင်ဖန်ဆင်းထားတဲ့တူရိယာသူ့မှာတူရိယာဘောင်းဆောင်သူ့ခန္ဓာကိုယ်မှာတိဆောက်ပြီးသား built in computer လို့ဆိုလို့ရှိရင်ကျွန်တော်တို့ဖုန်းလေးလို့ဆိုလို့ရှိရင် external မဟုတ်ဘူးเนาะသူက built in အထဲမှာပါပြီးသားဒါပေမဲ့သူကအဲ့ဒီဖျားပေးထားတဲ့လက်နက်တွေဖျားပေးထားတဲ့အရေးချင်းတွေကိုသူကဒူစီရိုက်လက်နက်ဖြစ်စေတယ်တင်ရတဲ့ငွေကြေးတိုင်းငွေကြေးတိုင်းကဖျားအချင်းကြီးပေးထားတာမဟုတ်ဘူးဆူဆောင်ဖို့စိုက်ပျိုးဖို့เนาะပေးကမ်းဖို့ပြီးရင်ကျွန်တော်တို့လိုအပ်တဲ့ခါမှာသုံးဆွဲဖို့ဟာလေလုယာယောသက်ကသူရသမျှကောက်လိုင်းတွေအားလုံးရဲ့20ရာခိုင်နှုန်း၅ဘုံတဘုံမှာစုတယ် ခုနှစ်နှစ်ကြာသွားတဲ့အခါတနိုင်ငံလုံးကိုကျွေးနိုင်တယ်။ဒါကြောင့်ကျွန်တော်တို့ကက်စီနိုလို့စုတာကတော့အထောက်မတန်စုတိန်တော်လေမွေးတက်တဲ့သူရှိတယ်တဲ့။ရှောလမုန်ရေးထားတဲ့တုတ်တန်ကျမ်းထဲမှာပေးကန်းတော်လေစွန့်ကျဲတော်လေကြွယ်ဝတော်သူရှိတယ်တဲ့။ဟာလေလုယ။လူဝဲချက်ကလေးကတော့တကယ်ပဲသမာကျကရန်လှပတယ်။ဒါကြောင့်ကျွန်တော်တို့ဖခင်ကိုယုံကြည်စွာပေးကန်းပါ စုဆောင်နေဆိုရင်လည်းနှမျောလို့ငါအိုစာမင်းစာစုလိုက်အောင်မယ်နောက်ကျငါအလုံးမလုံးနဲ့ငါဘယ်သူငါ့ကိုဘယ်သူကြွေးမလဲဆိုတဲ့ကက်စီနဲ့စိတ်နဲ့အထောက်မတန်စုဖို့မဟုတ်ဘူးယုံကြည်ခြင်းနဲ့ဘုရားကငါ့ကိုကောင်းစားတဲ့အတ္တမှာငါစုတဲ့အရာကတစ်ချိန်မှာတလောကလုံးအောင်ကြွေးနိုင်မယ်တမိသားစုလုံးကြွေးနိုင်မယ်ဆိုရင်ယုံကြည်ချက်ဖြစ်ရမယ်ဟာလေလုယာ ျွန်တော်အင်္ကာကိုတဲ့ဒုစီရမဖြစ်စေပဲသူစီရလည်းနဲ့ဖြစ်စေပြီးဘုရားခင်ကဆက်မယ်တဲ့သင်တို့၌ပြည့်ညက်တရားလည်းနိုင်မရှိသင်တို့သည်ပြည့်ညက်လည်းနိုင်မရှိဂျေဇူးတရားလည်းနိုင်ရှိသောကြောင့်အပြစ်တရားစီသင်တို့ကိုမအုပ်ဆိုးရာဒါကြောင့်ဘုရားရဲ့ဂျေဇူးတော်ရှင်ပေါလုကဂျေဇူးတော်တရားကငါတဲကနေကောင်းသောခြင်းကိုကျင့်တယ်လို့ပြောသလိုပဲကျွန်တော်တို့ကျင့်နိုင်လို့ ကောင်းနိုင်တာမဟုတ်တယ်နဲ့ကျွန်တော်တို့ဘုရားကကောင်းစေတဲ့အတွက်ကောင်းသောခြင်းကိုကျင့်နိုင်သောအစွမ်းတတ္တိကိုပေးပြီးသားဖြစ်တယ်ဟာလေလုယာပြီးမှရှိလို့ပြောင်းဘုရားရဲ့အလိုတော်ဆောင်နိုင်သောအစွမ်းတတ္တိတင်မှရှိတယ်လို့ပြောပြပါဦးအာမင်โอเคနောက်တစ်ကြောင်းလေးကြည့်ပြဆိုရင် စီမီထွန်းပြီးတယ်ဆိုရင်ဘယ်သူကမှ အိုးမှောက်၍ဖုံးထားလိမရှိပါဘူး။ဒါကြောင့်တင်ကမီးမှန်တယ်ဆိုရင်တင်ကတောက်လောင်တယ်ဆိုရင်เนาะကျွန်တော်တို့ popular ဖြစ်ဖို့ပြောတာမဟုတ်ဘူး celebrity ဖြစ်ဖို့ပြောတာမဟုတ်ဘူးလူတွေရှေ့မှာ famous ဖြစ်လာဖို့ပြောတာမဟုတ်ဘဲနဲ့မီးတောက်မှန်ရင်တော့တင်ကဖုံးကွယ်လို့မရအောင်ပေါ်ဖို့ပေါ်လာမှာဖြစ်တယ်။ကောင်းတဲ့တောက်လောင်ချင်းဖြစ်ဖို့တော့တရေကြီးတာပေါ့ဥပမာဩစတြေးလျမှာဆိုရင်နှစ်စဉ်တို့တော်မီလောင်တဲ့အတွက်ဒေါ်လာဘီလီယံနဲ့ချီတို့ကာကွယ်ဖို့အသုံးပြုရလို့ကျွန်တော်ဖတ်ဘူးတယ်ဆိုတော့မီးတိုင်းတော့ကောင်းတာမဟုတ်ဘူး အတင်းတော်မှာတောက်လောင်ပြီးပါဝင်တဲ့အကုန်လုံးဟိုဆက်ဆက်ဒီဆက်ဆက်လှုပ်ချင်တာလှုပ်တယ်မရပြန်ဘူးအတင်းတော်ဆိုတာခရစ်တော်ရဲ့ကိုခန္ဓာဖြစ်တဲ့အတွက်လိုအပ်တဲ့နေရာမှာစကားတော်မှာနော် timely เนาะအချိန်တန်မှပြောတော်စကားကအရေးကြီးတယ်ဒါကြောင့်အင်္ဂလိပ်ဟောတာတော်မှာမာကီဒိုနီဘက်ဟောမလားအေရှားမိုင်းနာဘက်ကိုဟောမလားသူတို့ရွေးချယ်ရတယ်သူတို့စိတ်တင်နေတော့သူတို့ကအဲ့ဘက်ကိုသွားမလို့အာရှဘက်သွားမယ်ဆိုတဲ့အခါညမှာဘုရားကမာကီဒိုနီဘက်သွားပါ ဒါကြောင့်ဖခင်ရဲ့အမှုထမ်းဆောင်တာတောင်မှကျွန်တော်တို့ဖခင်နှစ်သက်တော်ရာဖြစ်ဖို့အရေးကြီးပါတယ်လူက၁၁အငယ်33မှာစီမီထွန်း၍ကွယ်ရာ၌ဖုံးထားလေမရှိကျွန်တော်တို့ကိုစာတန်ကဝက်ထားခြင်းတယ်ဝက်ထားလို့မရတော့ဘူးတင်းရဲ့အလင်းရောက်လာပြီထလောလင်းလောတင်းရဲ့အလင်းရောက်လာပြီဟာလေလုယာကျွန်တော်တို့ကကိုယ့်ကို self promote လုပ်ဖို့မလိုဘူးမတဲထဲမှာတောင်းပေါ်ဒေသနာမှာယေရှုကပြောတယ်သူတို့ဘာနှုတ်နဲ့ချီးမွမ်းပါစေမတ်ဆွေကကိုယ့်ကိုချီးမွမ်းတာထက် ကိုပေါ်ကမဆွေကိုချီးမွမ်းပါစေကျွန်တော်တို့ကကိုကိုကိုရေသွေးတာရမ်းတော်တယ်ကျမ်းစာကပြောတယ်သူများနှုတ်နဲ့ချီးမွမ်းပါစေဟာလေလုယာကျွန်တော်တို့လောက်ပါကတောက်လောင်မြဲတောက်လောင်စမြဲတောက်လောင်ရမှာဖြစ်တယ်ဟာလေလုယာကျွန်တော်တို့ရဲ့ဒူစီယိုင်လက်နဲ့ကိုတူစီယိုင်လက်နဲ့ဖြစ်စေပြီးတော့မှဘုရားဘုန်းတော်ထင်ရှားဖို့ကျွန်တော်တို့ကတက်ရှင်ဖို့ပဲဖြစ်တယ်လိုအပ်တဲ့ချိန်မှာဘုရားကချီးမြှောက်လာတယ်တခါမှာမော်ဒကဲဆိုတဲ့ယူဒလူမျိုးတယောက်ဟာမန်ဆိုတဲ့လူတယောက်ကအရန်မုန်းတယ် ပေါ်ဆိုလူတိုင်းကဟာမန်ကိုကိုးကွယ်ဥညွန့်ပြက်ဝုတ်ကြပါမယ်။သူကတော့ဘုရားရဲ့နှုတ်ကပတ်တော်ကပြောထားပြီးသားငါမတပါအခြားတော်ဘုရားကိုမပြောက်ခွေရအောင်။ရုပ်တုကိုလည်းမကိုးကွယ်အောင်နော်။ဒါကြောင့် तू ကဒီလူကို तू ကပြက်ဝုတ်တဲ့ခါမှာဟာမန်ကအရန်စိတ်ဆိုးတယ်။ဘယ်တော့စိတ်ဆိုးလဲဆိုတော့မော်ဒကဲတယောက်တည်းမဟုတ်တစ်မျိုးလုံးကိုရှင်းပြမယ်ဆိုပြီး तू ကယူရလူမျိုးအားလုံးကိုတတ်ဖို့လှုပ်ဆောင်လာတယ်။ရှင်မြင်းအာရွှေယူကိုတွားပြီးလက်ထိုးတယ်။ အဲ့ကလေးက corruption ကရှိရနော်အဲ့ဘာလိုက်ထိုးတာဆိုတိန်တိန်ပန်နာတိုင်းမှာထဲ့မယ်ပြီးတော့ तू ပြန်နှုတ်ရင်နှုတ်မှာပေါ့ तू तू နီး तू ဟာနဲ့ပြန် claim မှာပေါ့နော်ဆိုတော့အဲ့တော့ तू ကလူလေကြပြီးတော့အာရွှေယူကိုတွားပြီးတော့လက်ထိုးတယ်ယူဒတစ်မျိုးလုံးတေဖို့ဖြစ်လာတယ်အဲ့ဒီဇလံအလုံးတည်ပြီးသားဖြစ်တယ်ကျွန်တော်ဆွဲထုတ်ခြင်းတဲ့အရာလေးကတော့ဟာမန်ကသူ့ကိုကြိုးစင်တင်ပြီးတော့တတ်ဖို့ကြိုးစားနေတဲ့အချိန်မှာတညမှာအာရွှေယူအိတ်လို့မရတော့သူ့ရဲ့မွေရာက king ခွာဖြစ်မလားနော်ဒါမှမဟုတ်ရှင် sea horse ဖြစ်မလားနော်ဒါမှမဟုတ်ရှင်ဗာလဲ ဘာ brand တွေရှိလဲနော် brand အရင်အကောင်းဆုံးရှင်မြင်းရဲ့နန်းတော်မှာရှိတဲ့အမွေအရာမှာဂျပိုးတော့ရှိမှာမဟုတ်ဘူးဆိုတော့သူလူလိုက်နေတာအဲ့လိုမပြောဟေးကောင်တွေဂျပိုးရှောင်းလို့မဟုတ်ဘူးနော်ဂျပိုးရှိမှာမဟုတ်ဘူးအဲ့လိုမပြောဘူးလေចန်းစာကဘာလို့ဆိုတော့တနေ့သူသူ့ကိုတက်ဖို့အတွက်ကြံစီနေတဲ့လူနှစ်ယောက်တူတူတိတိတိုင်ပင်တာကိုမော်ဒယ်ကကြားသွားတယ်ဟာရှင်မင်းကိုလှုပ်ချံဖို့အတွက်ရှိတယ်အဲ့မှာနိုင်ငံတော်ပုံကံမှုဖြစ်ဖို့တာနော်အဲ့မှာမော်ဒယ်ကကသွားပြီးတည်င်းပို့လိုက်တဲ့ခါမှာအာရွှေယူကအသက်လွတ်သွားတယ်ဒါပေမဲ့အဲ့ဒါကိုနန်းတော်ရဲ့မှတ်တမ်းမှာရေးထားပြီးသား ရေးရပြီဒါဒါပေမဲ့ဘလို့ဖြစ်သွားလဲမသိဘူးဖုံးကွယ်ခံရတယ်တခါလေးမှာကျွန်တော်တို့ရဲ့ချင်းမြောက်ချင်းကိုတခုခုအချိန်တွေကကျွန်တော်တို့ကိုဖုံးကွယ်သလိုဖြစ်နေတယ်မရနိုင်ဘူးဖြစ်နေဟာဘလောက်စ조사조사ငါ့ကိုဘသူမှအတိမပြဘူးဟိုငါဘသူ့ကိုတော့ငါဘလို့ကယ်ခဲ့တာဘလို့ပေးကမ်းခဲ့တာဘလို့စွန့်ကြဲခဲ့တာဘလို့ကယ်လုပ်ခဲ့တာဘယ်ဆေးရုံမှသူဒုက္ခလုံးငါသွားခုညီခဲ့တာငါဘလို့ဆူတောင်းပေးခဲ့ငါဘလို့ရတဲ့ငါ့ကိုကြားဘသူမှတတိမရပါလားတင့်ချေရောက်လာတဲ့ခါမှာဖုံးကွယ်လို့မရပါဘူးဟာလေလုယား တင်းတထေဟာတင်းကိုလာစားတိုးမယ်ပြောတယ်မတိုးတာကြာနေပြီ။ဒါယာဒူးတိုးမယ်ပြောတယ်မတိုးတာကြာနေပြီ။ဒီနေ့တင်းချေရောက်လာပြီ။ဟာလေလုယာ။လေဝဲချက်ကတော့တင်းကလင်းဖို့တော့လိုအပ်တယ်။ဟာလေလုယာ။တင်းကတဖက်လူကဘလောက်ကိုကိုမှုချိုးမချိုးပြောပြောတင်းရဲ့ standard ကတော့ငါလင်းနေစေပဲ။ဟာလေလုယာ။ငါရဲ့အလင်းကိုတော့ no compromise amen ။နောက်တော့ထုတ်ရင်ကောင်းမှာမဟုတ်ဘူး no you damn be no compromise ဆိုပြီး hallelujah amen so ဘုရားခင်ရဲ့လူမှန်တယ်ဆိုရင်ကျွန်တော်တို့ကတည်ကြည်မယ်ရှင်ပြန်နန်းတော်ကဝိုင်းနေအရက်တွေစပြည့်တွေကောင်းပေးဆိုတာတွေစားခြင်းတောက်ခြင်းစရာဖြစ်တယ်ဒါပေမဲ့ရေနဲ့ဟင်းသီးရပဲဟာလေလုယာတင်းရဲ့ရက်တီမှုဟာအပြင်ဘက်ကလာတဲ့တိုက်ခိုက်မှုကတင်းအแทးကမိတောက်ကိုမငိမ့်စေဖို့တည်းရေကြည်တယ်လက်ခုပ်တီးလက်တီးပြပါအာမင် ဒီနေ့က renovation လုပ်မယ်ကျွန်တော်တို့မီးတောက်ကိုစာတန်ကလာပြီးတော့မှလှုပ်ခတ်တဲ့ခါမှာဖျောင်းတိုင်မီးကိုတယောက်ကမှုတ်တဲ့ခါမှာငိမ့်တဲ့ဒီမှုတ်ချင်တာဒါမဲ့ဖျောင်းတိုင်ကတော့သူကကြမ်းကြမ်းခံခံပဲသူမှုတ်တော့နည်းနည်းတော့ရိမ့်သွားတာပေါ့နော်ဖျောင်းတိုင်လေးကဒီဖျောင်းတိုင်တော်တော်တုတ်တယ်နော်ဒီဖျောင်းတိုင်ကတော့မီးတိုင်ကနော်ငိမ့်တဲ့ဒီမှုတ်ချင်တာဒါမဲ့ကျွန်တော်တို့ကတတ်နိုင်တဲ့လောက်ဆက်လင်းနေဖျောင်းတိုင်ကအာမင်ဒါကြောင့်ကျွန်တော်တို့ဒီနေရာမှာရှိနေတာဖြစ်တယ်လက်ကိုတီးလက်တီးပြောင်းမော်ဒကေက ရှင်မင်းကိုကဲတင်ခဲ့တာမှန်တယ်ဒါပေမဲ့သူ့ကိုမေ့သွားပြီတင်းကိုလူတွေကမေ့ထားသလားယောသက်ကဖလားတော်ဝင်ကိုကဲတင်ခဲ့တာသူ့ရဲ့ယူပါယုံအိမ်မက်ကိုအနက်ဖွင့်ပေးခဲ့တာမေ့ထားခဲ့တယ်ဘယ်နဲ့နဲ့လဲနှစ်နှစ်ဒီထဲမှာနှစ်နှစ်လောက်ကြာနေပြီဖြစ်တယ်တတိယပြစ်ထားတယ်မိသားစုကကိုယ့်ကိုတံပိုးမထားဘူးကိုယ့်ကိုချစ်ဆုံးသူတွေကကိုယ့်ကိုလုံးဝနားလည်မှုလွဲနေတယ်ဒီနေ့ဘုရားခင်ကတင့်ချေရောက်လာပြီဟာလေလုယား ဒါပေမဲ့တင်လို့ရမှာက လင်းစမြဲလင်းရမှာတောက်လောင်စမြဲတောက်လောင်မှာဖြစ်ပါတယ်အာမင်မော်ဒကဲကသွားပြီးတော့ရှင်မြင်းကိုသွားပြီးတော့မှရှင်မြင်းကျွန်တော်ကဲထားတာတော့ပြောခွင့်မရှိဘူးဘလောက်တောင်မှ तू အာနာကြီးလဲဆိုတော့အရန်ချစ်တဲ့အက်စတာအေးသထားတောင်မှ तू မခေါ်ဘဲနဲ့ဝင်ရင် ်သေးတယ်နော်လန်တန်ကိုမမြောက်ပေးဘူးအတိမတ်မပြူလာပါလို့ခွင့်မပြုဆိုသေးတယ်ဆိုတော့မော်ဒကန်နေနဲ့ရှင်မြင်းစီကိုတွားဖို့အတွက်မဖြစ်နိုင်ဘူးဒီနေ့တင်ချင်းကပ်ပြီးတင်ဇာတိနဲ့တိုးဝဲပြီးငါဇာတုတောင်လုံးမယ်ငါစူးစမ်းမယ်ငါလာလာတော့ငါဖိုက်မယ်ဆိုရင်အကန့်အသတ်ရှိပါတယ်ဒါပေမဲ့တင်ကယူဒလူမှန်ရင်တော့တင်ကနိုင်စမြဲပဲဖြစ်တယ်ဟာလေလုယာမော်ဒကဲကတစ္ဆာရှိစွာ ပြတ်ဝင်ခြင်းမရှိဘူးဖះကိုပဲသူက no compromise အသက်တာနဲ့တက်ရှင်လာကအဲ့ဒီညဟာသူရဲ့ကောင်းကြီးရသောနေ့ဖြစ်တယ်။ဘယ်ညမှတင်ကောင်းကြီးရမယ်ဆိုတာတင်မသိနိုင်ဘူး။ဒါပေမဲ့ဖះခင်ကတင့်တွက်ကောင်းတော်ရာကိုပြုစမဲပြုတော်ဖះကသူကအဆုံးမတတ်သေးဘူးဆက်ပြီးကောင်းတော်ရာပြုစမဲရဖြစ်တယ်။ဒီညမှာဒီအဲ့တဲ့ချိန်မှာပြင်လေဖះကကောင်းစားတော်တက်တော်ပေးမှာဖြစ်ပါတယ်။အာမင်။ Wow အဲ့တော့မွန်တကယ်အတွက်ကောင်းကြီးမပြုရတော့အမှအာရှူကတတိယရသွားတာ။နန်းတော်မှတောင်းဖွင့်ကြည့်ဟာ ငါ့ကိုလောက်ကြံမဲ့သူတွေလက်ထဲကကဲနှုတ်တဲ့မော်နီကဲကိုဘာအကျိုးပြုပြီလဲကြည့်တဲ့အခါမှာဘာမှမရှိမတန်းဒါနဲ့သူကလောကအဲ့လိုမရဘူးဒီနေ့သင်ကောင်းကြီးရဖို့လိုအပ်ရင်ဘုရားခင်ကသင်တဲ့သေးကိုအိတ်မပျော်ရဘူးနော်အာမင်ဒီညသင်တဲ့သေးလူလူနေဆိုမနဲ့မိုးလင်းကောင်းကြီးရတော့မာလေလုယအာမင်ကလေးလိုပဲခံယူလိုက်ပါသင်အတွက်ကောင်းကြီးမင်္ဂလာလာနေပြီလက်ခုပ်တီးလက်တီးပြောအာမင် ကျွန်တော်ကိုယ်တိုင်လည်းကျွန်တော်တို့အခုဒီ company လေးကိုတိဆောက်ပြီးတော့မှဝင်ထမ်းနေခန့်တဲ့ခါမှာအဲဒီမနေ့ပဲကားပေါ်မှာသွားနေနေဇမညုံမြေကျွန်တော်တတိပေးတယ်။ဟိုဝင်ထမ်းအောင်လစာတိုးတင်နေပြီနော်။ဟုတ်သားပဲ။မပြောပါပဲမဲ့တတိနေရရောက်လာတဲ့ခါမှာကျွန်တော်တို့တိတယ် appreciate လုပ်တယ်ဒါမဲ့ချက်ချင်းကြီးချီးမြှောက်ဖို့လစာတိုးဖို့ကိုကျွန်တော်တို့တိတခါတွေတတိမရတဘူး။ဒီနေ့တင့်တတိကတင့်ကိုမချစ်ဘူးလားချစ်တယ်။နော်တင့်ရဲ့ boss ကတင့်ကိုသဘောမကျကြားတယ်ဒါမဲ့အဲ့လိုဇမညုံမြေလိုတတိပေးမဲ့တို့မိန်းမတွေလိုနေတဲ့အချိန်နဲ့ကြည်ရတာလေလို့ရ။ အာမင်ကျွန်တော်ဝင်ထားတော့တနင်္လာနေ့ကျရင်သူပြောပြီဘာလို့ဆိုတော့ကျွန်တော်တို့စပြီးတော့မှစဉ်းစားနေပြီဆိုတော့ဒီနေ့လူတယောက်ကောင်းစားဖို့တဲ့ဘုရားခင်ကနောက်ွယ်မှာသူကမြောက်များစွာသူလုံးလုံးနေတယ်ဟာလေလုယာတင်ရာဒူးတို့ဖို့လောက်ကတော့ဘုရားတတ်နိုင်ပါတယ်အာမင်တင်ဝင်ငွေတို့ဖို့လောက်ကတတ်နိုင်ပါတယ်ဒါပြည့်တင်လို့အောင်ကတောက်လောင်စမြဲတောက်လောင်ဖို့ဖြစ်တယ်အာမင်လင်းစမြဲလင်းဖို့ပဲဖြစ်ပါတယ်အဲ့တော့မော်ဒကဲကိုကောင်းကြီးမပြုတ်လို့မရတော့တဲ့အထိဖြစ်သွားပြီတော့မှ တိုက်တိုက်ဆိုင်ဆိုင်လို့ပြောလို့မရအောင်ဖခင်ရဲ့ divine appointment divine appointment နဲ့အဲ့ချိန်မှာချက်ချင်းပဲဟေးနန်းတော်မှာဘယ်သူရှိလဲကွာဟာမင်္ဂကိုချောင်းကိုချောင်းနဲ့တူကနော်နန်းတော်မှာရှင်မြို့ပဲချိန်မှာဝင်ပြီးတော့ပူးပြီးတော့မော်ဒကဲကိုတတ်ဖို့စီရင်ဖို့တူကဘယ်တော့လုံမလဲဆိုတာပဲတူကချောင်းမြောင်းနေတာတူကသူ့ကိုသူအထင်ကြီးကြငါပဲဖြစ်မယ်ရှင်မြို့ကြီးမြောက်ချင်တာ तू ကောင်းပေးဆိုတာရွေးတယ်တခါလေးမှာ ကောင်းတယ်လို့ထင်တဲ့ຢာတွေတင်းတငယ်ချင်းကပိုင်နေဆိုရင်ဘုရားခင်ကမတရားသောစီစဉ်ကိုတဲ့ဖြောင်းမတ်တော်သူတွေတိုးထားလျက်ရှိတယ်တဲ့အာမင်ကျွန်တော်အဖေခေါ်တော်မူချင်းခံပြီးသွားပြီ2019မှာဂျူလိုင်လမှာပဲမုံရမြို့မှာရှိတဲ့စိတ်ယုံတေုံမှာသူကအလုပ်လုပ်တယ်အလုပ်လုပ်တဲ့ခါမှာ तू ကစီနီယာပို့ကြတယ်သူစောက်ခဲ့တာအဲ့ဒီစိတ်ယုံတခုလုံးဒါပေမဲ့အထက်ကနေနောက်တယောက် ပို့လိုက်တယ်နေရင်ထိုင်ရင်သူတဲ့ရှင်ရင်နဲ့သူကအဲ့တယောက်ကပို့ပြီးတော့မှလုံနိုင်တယ်၊ကင်နိုင်တယ်၊အာနာလည်းပြနိုင်တယ်ဆိုတော့အတူနဲ့ပြောရရင်ကျွန်တော်အဖေရဲ့ထက်မှသူကရောက်လာပြီးတော့မှအဲ့မှာနန်းတော်တပွဲနော်ခန်းကြီးကိုစောက်တာစောက်ပြီးတော့မှနှစ်ထပ်ဝေါအတန်းလုံးအဲခွန်အကြီးကျယ်လုပ်ပြီးတော့မှကျွန်တော်အဖေခန်းကတည်တည်လေးပဲဘေးမှာအကြီးစောက်ပြီးသူကနန်းတော်လိုနေတယ်အရှိမတကားတွေနှစ်ထပ်သုံးထပ်တွေလုပ်ပြီးတော့မှအဲ့ဒီမန်နေဂျာနဲ့တွေ့ဖို့ဆိုရင်သူကအဆင်ဆင်သွားတာအဖေကအဲ့ဒါကိုသူကဟိုပြောမလဲဘာပဲဖြစ်ဖြစ်လူသားဖြစ်တဲ့ခါက तू က ူကိုယ်တိုင်လည်းအဲ့လိုဟိတ်နဲ့ဟန်နဲ့မလေးတတ်တယ်အဲ့လိုအပူတွေလောက်ကသူအတင်းမကြိုက်ဘူးဖေကဆိုတော့ तू ကမုံတော့မမုံ तू ကမေတ္တာတကယ်မေတ္တာကြီးရဲ့အဖေဖြစ်တယ်ဒါပေမဲ့အဲ့ဒီယုံကိုလည်း तू ကမသွားချင်တော့ကဲ့ရဲ့ယုံ तू မတက်တော့ तू က तू site ထဲမှာပဲ workshop မှာပဲသွားပြီးအကုန်လုံးနဲ့ပြောပြမှာယုံကိုမသွားချင်ဘူးဒီနေ့မှာတော့အမေတို့ shoot down တဲ့ခါမှာဆရာကြီးကဆရာက तू ယုံခန်းကိုတံပိုးထားဖို့လိုမယ် तू ယုံခန်းမှာပဲထိုင်ပြီးတော့မှ shoot down ဖို့လိုမယ်ဆိုအာကျွန်တော်တို့ဖေကပေါ်ပြတဲ့အတွက်အဲ့ခါစားပြီး तू ယုံခန်းမှာတိစ္ဆာရှိဆိုတာထိုင်တယ် ဘေးကတယောက်ကလာပြီးတော့ကြောကြောကြောနဲ့သူ့ကိုကြော်သွားဟိုဘက်ကိုဝင်သွားမျက်စိစမွေးကြီးစူးနေအောင်သူမသွားချင်ဘူးတိတ်ပြီးတော့ဒါပေမဲ့တိတ်မကြအောင်လနှင်းငယ်ကြတဲ့ခါမှာအဲ့ဒီလူကိုအပြောင်းရွှေ့ရောက်သွားတဲ့ခါမှာအဖေကသူ့ကသူ့ဆိုသူ့ဆောက်မှာမဟုတ်အဲ့လိုမျိုးခန်းခန်းနာနာသူများကအစင်တင်းလို့ထားတော့ဒါလေးဝင်သွားတာဟာလေလုယဒီနေ့သင်ကအရန်ကိုကတိကောင်းဖြစ်နေတဲ့နေရာတွေရှိနိုင်တယ်ဒါပေမဲ့ဘုရားခင်ကအစာတန်အစိုးကြံစီတာကိုဘုရားကအကောင်းဆုံးဖြစ်အောင်ပြုနိုင်တယ်သင်လောက်အောင်မှာက no compromise လင်းစမြဲလင်းရမယ်အာမင်တောက်လောင်စမြဲတောက်လောင်အောင်ဟာလေလုယား ်ပြီးမှရှိတဲ့လူကိုလက်ဆွဲနှုတ်ဆက်ပြီးတော့မှမနေရလို့တောက်လောင်သေးလားလို့ပြောပါအောင်ဟာလေလုယာတဖက်ကိုလက်ပြီးတော့မနေ့ဖြန်မှလည်းဆက်လက်တောက်လောင်ရအောင်လို့ပြောအောင်အာမင်ဝေါ are you blessed amen အတီးတီးလို့တော့လှုပ်တီးထင်ရှားမယ်အဘဲတို့နေမူကပေါ်ပြချင်နေရသည့်မိယာဖြစ်ထင်ရှားမယ်လူတိုင်းလှုပ်တော့လို့ဒီအဘဲတို့တော့လို့ဖြစ်ဒီကိုမိသည်စစ်ကြောစုံစမ်းလိမ့်မယ်နောက်ဆုံးအနေနဲ့ မော်ဒကဲကိုဘယ်လိုချင်းမြောက်အောင်လဲဆိုတဲ့ခါမှာဟာမန်ကအဲ့မှာပြောတော့တာရှင်မြင်စည်းတဲ့မြင်းကိုစည်းခိုင်းရှင်မြင်ဝှက်လုံးဝှက်ခိုင်းရှင်မြင်စိတ်ချလို့တယောက်ရှိရတယ်တွားခိုင်းတော့ရှင်မြင်ချင်းမြောက်လို့လည်းသူကသူဖြစ်တယ်လို့អော်ခိုင်းတယ်အေးမင်းပြောတဲ့ဟာတကူမှမကြံစင်နဲ့တွားလို့မင်းတော့မြင်းမော်စည်းရမှာမြင်းကိုဆွဲပြီးတော့မော်ဒကဲကိုတွားလို့ပါတဲ့အာမင်အာမင်အေးမေကျွန်တော်ဂျပန်ကမ္ပဏီတခုမှအလုပ်လုပ်နေတဲ့ချိန်မှာတော့ကျွန်တော်အမြဲတမ်း fight နေတဲ့သူတယောက်ရှိတယ်။သူနဲ့ကျွန်တော်နဲ့ဝင်တာကရက်အနည်းငယ်ပဲကြာသူက6ရက်လောက်ပဲဆောတယ်။ဒါပေမဲ့သူက senior တခါလေးမှလေအရင်ရောက်တိုင်းကောင်းကြီးရမယ်လို့မထင်နဲ့တော့နှလုံးသားမှန်တဲ့လူကကောင်းကြီးရတာဖြစ်တယ်။အဲဒါကြောင့်ကျမ်းစာကအရင်ရောက်တဲ့လူကိုနှိပ်ကွက်ဖို့ပြောတာမဟုတ်ဒါမဲ့နှလုံးသားမှန်ကန်တဲ့သူမှန်တယ်ဆိုရင်စိုင်းတော်လဲမျောလင်းတော့နောက်မကျပဲအေကန်ရောက်လာမယ်ဟာလေလုယာ။နောက်ကျတော့သူကလည်းအရင်ကျနိုင်တယ်ဒီလိုပြောလို့အရင်ကျတဲ့လူကိုနှိပ်ကွက်တာမဟုတ်အရင်ကျတဲ့လူကပုံမှန်လောင်နေဆိုရင်သူကအရင်ကျမှာပဲဟာလေလုယာ။ဒီမှာရှိရပြန်အရင်ကြနေခြင်းနဲ့တော့ပုံမှန်တောက်လောင်ရမယ်လို့ပြောတာဟာလေလုယာ။ Oh praise the Lord အဲ့တည့်ရက်မှာဘုရားကကျွန်တော်ပြောတယ်မင်း तू तू ဒါ HIC အတင်းသားဆိုရင် तू ကိုချစ်နိုင်မလားခွင့်လွတ်နိုင်မလားအခွင့်လွတ်နိုင်တာဗောတင်းတော်မှာအထက်ဆိုးတဲ့လူကြောင့်ကျွန်တော်ချစ်ထားတာဟာလေလုယဆိုတော့အဲ့ဒီဟာလေးပွင့်သွားတဲ့ခါမှာအာရမ်းပျော်ပြီးတော့မှ तू နဲ့ကျွန်တော်လုံးဝ peace ဖြစ်သွားတာမချောက်ပြနှစ်ပတ်ကြာတဲ့ခါမှာဘုရားက American company တကူကကျွန်တော်ကိုခေါ်ပြီးတော့ကျွန်တော်ယာတူးကြီးနဲ့ regional manager ဖြစ်နေကျွန်တော်ရွှေ့သွားတယ်၃လလောက်ကြာတဲ့ခါမှာကိုတလုံးနဲ့ကျွန်တော်ဖိလစ်ပင်းကိုကျွန်တော်သွားတယ်သာသနာခီးကိုသွားတယ် တာနာကြီးတွေ့တဲ့ခါမှာလေးမောမထိုင်နေနဲ့ဟေးဆရာအေးရဲ့အကိုစင်ကိုရောက်နေတာ तू က total မှာလှုပ်လို့တာအလုရှာနေတာဘာလို့လဲလို့ကာလင်းကာလင်းကာလင်းအေးကာလင်းကျွန်တော်စီမှာလှုပ်လာလျှောက်တယ်လို့ဟောက်လားဆရာအဲကျွန်တော်တငယ်ချင်းပဲဘလို့မလို့ဆိုတော့အဲနဲ့နောက်နေမှာကျွန်တော်ပယ်ထားတဲ့ CV ကိုပြန်ထုတ်ပြီးတော့ကျွန်တော်တပည့်ပြောတယ်ဒီတယောက် interview ခေါ်လိုက်လို့ပြီးတော့အဲမှာအတူနဲ့ပြောရင်ကိုကာလင်းကိုကျွန်တော်အလုခံလိုက်တယ်ဆိုတော့တင်ကောင်းကြီးရဖို့အတွက်ဘုရားခင်ကလူတယောက်ကိုတုံနိုင်တယ် ်သင်ကောင်းကြီးရဖို့ရန်အတွက်အေးရတင်းတော်မှာသစ္စာရှိစွာပါဝင်တဲ့ငယ်ရွယ်သောချိန်ကနေစပြီးတော့တင်းတော်မှာသူပါဝင်တဲ့ခါမှာခါလင်းကိုကျွန်တော်မသိပေမဲ့အေးကြီးဆိုတာနဲ့အေးကြီးကိုဆိုတာနဲ့ကျွန်တော်ကသူ့ကိုမေခွန်းနေရအကုန်လုံးအဖြေကတစ်ပဲအလုပ်ရပြီးသားနော်ကိုတလုံးကပြောတဲ့အတွက်ကျွန်တော်ခန့်ဖို့ဆုံးဖြတ်ပြီ तू ကတော်ရုံတောင်ဖြေနိုင်ရပြီပဲဒီနေ့တင်ပြန်လန်နေအောင်မဖြေနိုင်အောင်မှဘုရားခင်ကယေရှုအဖင်တင်ကိုအမှတ်ချပြီးသားတင်ကရပြီးသားရပြီးသားဟာလေလုယာဘာလို့ရမလဲတောက်လောင်စမြဲတောက်လောင်ဖို့ပဲဖြစ်တယ် မော်ဒီဂေကဟောသူက compromise လုပ်လဲလို့ရတယ်ဒိုင်ရီလာ compromise လုပ်လဲလို့ရတယ်ဒါပေမဲ့သူတို့ကတီကြီးစွာနဲ့မိတော့မှန်တယ်ဆိုရင်တော့ဘယ်လိုမှဖုံးကွယ်လို့မရတော့ဘူး hallelujah ဒါကြောင့်ဒီနေ့ယေရှုနာမနဲ့ဝန်ခံတဲ့ကျွန်တော်တို့ဘုရားခင်ကအခုဖုံးကွယ်ထားတဲ့အရာတွေအားလုံးကိုဖယ်ရှားတော့ကာလဖြစ်တယ်လက်ခုပ်တွေလည်းတပြည့်အောင် အတင်းတော်ရောက်တဲ့နေရာတင်းဟုတ်ဆရာရောက်တဲ့နေရာတင်းလည်းရောက်ခွင့်ရှိတယ်တင်းလောက်ရမှာကတော့တောက်လောင်စမြဲတောက်လောင်ဖို့ပဲဖြစ်တယ်ကျွန်တော်တို့ရဲ့နော်နာကျင်မှုတွေရှိရဲ့ဖျောင်းတဲ့တစ်ခုကလောင်ကျွမ်းတဲ့အတွက်အေးပြောတာတွေရှိမယ်နော်ယော့ပါသွားတာတွေရှိနေတယ်ယော့သွားတာရှိနေတယ်ဒါပေမဲ့မီးတောက်မှန်တော့တောင်းစလောက်အောင်မှာဖုံးကွယ်လေးမထားပါဘူးဟာလေလုယာဒါကြောင့်ကျွန်တော်တို့ revealing fire ติโกขันยิโตงเงเสตโตลูกกาขันยิเชงเงเสจากันเสชีติโกขันยิโตงเงเตเสนเสคมเชเดยอมาชอบเงเสตงเสลีนาลูกกาเสติอังเงตงเสตโตติโกขันยิโตงเงตงเสตงเสตงเชปาเรอทุกว่าอารมณ์มัตเยเลติโกขันยิโตงเงเสตงอุทุกว่าพยาและเขาที่เลนกบดอที่พี่อ๋ออารมณ์พยาเชงกองที่ไปบาสิกองเสลีอุปยมจาไปวะทิชาโดมี แล้วจ้ามีสุราจันรู้ต้องลองนี่สุยตีตีจีจี ဖွက်ထားလို့မရပဲထင်ရှားလာမယ်။တစ်ဖက်ကနေလည်းကျွန်တော်တို့ရဲ့အလုပ်သမားအားလုံးကိုတနေ့မှာဖရားရဲ့မီးနဲ့ကျွန်တော်တို့ကိုစစ်ဆေးတဲ့ချိန်ရောက်လာတဲ့အခါမှာလောင်ကျွမ်းသွားတဲ့ကောက်ရိုးတွေတစ်သားတွေနော်မဟုတ်ပဲမျက်ပင်တွေဖို့ပဲကျွန်တော်တို့ရွှေငွေကြောက်ကောင်းဖြစ်ဖို့ရန်အတွက်ဆုံးဖြတ်ချက်ချရအောင်ပါလား။